ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ဒီပိုင်းဆောင်မှာတော့ဝူလို့အမြီရတဲ့တောရကျောင်းတစ်ခုမှာဇေယဖုံရံကသူဟာအထက်ဘုံမီလူနန်းတော်ပိုင်ရှင်ကမြင့်မြတ်တဲ့ကချင်ပြည်နယ်ထွတ်ကြောက်စိန်းတုံးတုံးကြောင်ကြွားတာကိုသွားပြီးတော့နားထောင်ရမှာဖြစ်ကြောင်းနဲ့အဲဒီအထက်ဘုံကိုသူရောင်သီးနှလုံးကိုယူသွားမှာဖြစ်ကြောင်းသူတပည့်တွေကိုပြောပြလို့နေပါတယ်။ကျောင်းနိုင်ကသူရောင်ပင်ကိုစောင်းရှောက်ဖို့အတွက်ကျန်းဖန်နဲ့မင်ရွက်ညီနောင်နှစ်ယောက်ကိုတောင်းဝန်ပေးခဲ့ပြီးတော့အထက်ဘုံကိုတတ်သွားခဲ့ပါတယ်။ဇေယဖုံရံကအရှိရက်ကလာပြီးတော့အနောက်ရက်ကိုခီးသွားမဲ့သူ့ရဲ့ငယ်တငယ်ချင်း ထန်ဆန်းကိုရောဒီကြောင်းကိုလာမှာဖြစ်တာကြောင့်ဂျေနတ်အောင်ကောင်းကောင်းပြစ်ခါမှာကျောင်းရှိကိုရင်ရောက်နေတဲ့စုံခုံကဇာတော်နဲ့ပါကျဲကိုမြန်မြန်လာကြည့်ကြဖို့ကိုခေါ်နေခဲ့ပါလိမ့်။အနာထေဝနတ်တို့နေရလို့ရေးထားတဲ့ဆောင်ပုတ်ကိုစုံခုံကအတန်ထွက်ပြီးတော့ဖတ်ကြည့်လို့နေခဲ့ပါလိမ့်။ဒါကိုဖတ်ပြီးတော့ဝူခုံကဖုံရွန့်ကိုပဝင်မြင့်တဲ့လူပဲလို့မှတ်ချက်ချကသူနတ်ပြိုရောက်ခဲ့စဉ်ကလောင်ကြီးနတ်ရဲ့မဟုတ်တကားမှာတော့ဒါမျိုးစာတန်းကိုမတွေ့ခဲ့အောင်ပါကျဲတို့ကိုပြန်ပြီးတော့ပြောပြနေပါလိမ့်။သူတို့ကလေကားမှာရက်ပြီးတော့ စကားပြောနေရကြောင်ပါကျဲကစောင်းပုတ်ဆိုတာစုပ်ပောင်လို့လည်းမရဝါစားလို့လည်းမရတာကြောင့်လလောဆယ်မှာပိုက်စားနေတဲ့တော့တခုခုသွားစားကြမယ်လို့ပြောတာကြောင့်သုံးယောက်သားပဲလေကားတိုင်းတက်သွားခဲ့ကြပါလိမ့်ကျန်းဖန်နဲ့မင်းရဲတို့ကချင်းချင်းဆိုပြီးတော့ဆရာတော်ကိုလမ်းပြကဖိတ်ခေါ်နေပါလိမ့်ဇုံခုံကလေကားကိုတိုင်နဲ့မင်းရဲပခုံးကဆွဲလဲလိုက်တာကြောင့်မင်းရဲဟာအမွေထူမျက်နှာနဲ့ဇုံခုံကိုတွေးလိုက်တော့လန့်သွားခဲ့ပါလိမ့်ထန်ဆန်းကိုတော့ကလည်းရောက်ချင်းပေါက်စိန်နဲ့ထွင်းလို့ဖျားကန်းစီအောင်သွားပြီးတော့ကြော့ခဲ့ပါလိမ့် ဇာတော်ထန်ဆန်းအချိန်ကြာဝှပြူစုတောင်းနေတဲ့ခါမှာပါကျဲကအပြင်းကြောဆန်းလိုက်တာကြောင့်မင်းရွဲကလန့်သွားပြီးတော့အဲ့ဒီဝတ်တုတ်ကောင်ကဘာလို့အဲ့လိုကြီးတွေလုံနေတာလဲဆိုပြီးတော့ကျင်းဖန်ကိုသွားပြီးတော့မင်းနေခဲ့ပါတယ်လို့ချီးကျူးပြီးတော့ရိုးရာဓလေ့ရာနှစ်ကြီးသုံးပါးကိုပူဇော်ရမယ်နေရာမှာအမွေးတိုင်ဟာသုံးတိုင်မရှိပါပဲနှစ်တိုင်ပဲရှိနေရခြင်းရဲ့အကြောင်းကိုပြောပြဖို့ကျန်းဖန်နဲ့မင်းရွဲကိုတောင်းဆိုလိုက်ပါတယ်အဲ့တော့မှကျန်းဖန်ကနိုင်မင်းကြီး၃ပါးသာမကတခြားနမင်းကြီး၉ပါးဟာလည်းသူ့ဆရာဖြစ်သူနဲ့ရန်ကိုရင်းနှီးတာကြောင့်မပူဇော်ပဲထားတာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ် အဲ့တော့မှဝူခုံးကတောင်းချက်ထိုးပြီးတော့အပြင်ကိုထွက်သွားခဲ့ပါလေဆရာတော်ကပါကျဲကိုစံနေထုတ်ပြီးတော့သမင်းသွားချက်ဖို့တာဝန်ပေးလိုက်ပါလေဒရုန်းနဲ့ပါကျဲလည်းမိဖို့ကြောင်းနဲ့ဝင်သွားခဲ့တာပါစောင့်ချင်းကိုတော့အထုပ်တွေစောင့်ကြည့်ဖို့နဲ့အပြန်မှာဖုံရွံတို့တို့ထင်းရှူးစီတွေပေးခဲ့ဖို့မမေ့နဲ့ဆိုပြီးတော့မှားထားလိုက်ပါလေဂျင်းဖန်တို့ညီကွာလည်းဆရာတော်ရဲ့တပည့်၃ယောက်ကဒေါသကုံမာတွေကြီးပဲလို့ပြောပြီးတော့တို့တို့မှာတခြားကိစ္စတွေရှိနေအောင်တို့နဲ့မဆက်ဆံတာတော်သေးချောင်းကိုပြောပြနေပါလေ ်ဒီလိုမှမဟုတ်လို့ရှိရင်သူရောင်သီးပေးဖို့တောင်စေနာမရှိတောင်းပြောနေကြတာပါမေရွဲကတော့ဇာတော်ရဲ့မိษွေဟုံးမုံသေးချာစစ်ဆေးရအောင်မလို့ပြောပြီးတော့အခမ်းဘက်ကိုပြန်လှည့်သွားခဲ့ပါလိမ့်အဲဒီမှာပဲပါကျဲတဲ့ထန်ဆန်းကိုတော်စွာတီတာတောင်းပြောပြီးတော့သူ့ကိုပေးဖို့သူရောင်သီးသွားခုကြမယ်ဆိုတဲ့အပြင်ကညီကိုနှောက်ရဲ့ပြောနေတဲ့ကိုပါကျဲကကြားခဲ့ရပါလိမ့်သူရောင်သီးကိုကိုတော်ထန်ဆန်းကိုသာပေးရမှာဖြစ်တာကြောင့်သူတို့ပဲတော့ကိုအတီပေးပုံမှာဖြစ်ကြောင်းပြောနေတဲ့ကောင်လဲပါကျဲကထပ်ပြီးတော့ကြားလိုက်ရပါတော့တယ်။နောက်တစ်ခါမှတော့ဂျမ်းဖန်နဲ့မေရွတ်တို့ညီကိုဟာ ထန်ဆန်းကိုတော်ခန်းကိုသွားပြီးတော့သူတို့ရဲ့ဝူကြောင်းတော်မှာထွေထူးထူးကြွေးစရာမရှိတာကြောင့်ဆရာတော်ဖုံရံကမှာကြားခဲ့တဲ့အချိန်မှာသူရောင်သီးနှလုံးကိုခူးပြီးတော့ဆရာတော်ကိုစားဖို့တိုက်တွန်းလိုက်ပါတော့တယ်နန်နေပေါ်များနေပါလေးရနဲ့ဘာကြောင်များကလေးငယ်တွေကိုစားတော့နေရပါသလဲဆိုပြီးတော့မေကွန်ထုတ်လိုက်ပါတယ်မေရွက်ကတော့ဒါရီယာသူရောင်သီးတွေဖြစ်တာကြောင့်အမျိုးသားများအတွက်တင့်တော်တဲ့အတွက်ရေငတ်ပြေုံလေးလောက်ပဲစားကြည့်ဖို့တိုက်တွန်းလိုက်ပေါ်မီတော်ဖို့လို့ရေရွတ်လိုက်ပြန်ပါတယ်ဂျန်ဖန်တို့ညီကိုနှစ်ယောက်ကတော့ဒီလောက်ကောင်းတဲ့အသီးကိုညင်းနေဆရာတော်က ။ဘာလို့လားဘာညာနဲ့ပြောပြီးတော့လမ်းလျှောက်ပြန်လာနေချိန်မှာဇုံခုံနဲ့တန်းပြီးတော့တိုးပါတော့တယ်။အခန်းထဲပြောင်းတော့မေရွက်ကဆရာတော်ညင်းဆန်လိုက်တဲ့အမူအရာတိုင်းလှုပ်ပြပြီးတော့ဂျင်းဖန်ကကြည့်ပြီးတော့ရည်နေခဲ့ပါလေ။နောက်တော့အသီးတွေကကြားလိုက်ပုတ်သွားနိုင်တာကြောင့်သူတို့ပဲစားကြဖို့ဆုံးဖြတ်ပြီးတော့တယောက်တစ်လုံးစားနေကြတော့ဘာကျဲကမိဖို့ကြောင်တဲ့ကနေချောင်းကြီးကကြားမြင်သိသွားခဲ့ပါတော့တယ်။နောက်တစ်ခါမှတော့ပါကျဲကဝူခုံးကိုတင်းဆွဲခေါ်လာကခန်းထဲမှာထိုင်ခိုင်းလိုက်ပြီးအကိုကြီးအကိုကြီးသိလားဆိုပြီးတော့စအပြောရာကနေစချီက ဒီเจ้ามาအဖိုးတန်းရေနာရှိတဲ့အကြောင်းအဲ့ဒီရေနာကိုကြားတော်မကြားဘူးပဲမြင်အောင်သိမှာမဟုတ်ကြောင်းဝူခုံးကိုပြောပြခဲ့ပါလေဝူခုံးကတော့အာငါကောင်းငင်အထိအနှံ့ရောက်ပြီးပြီကွာနတ်ပြည်လေးလည်းရောက်ပြီးပြီမမြင်မှုတာမကြားဘူးတာဆိုတာမရှိသလောက်ပဲအဲ့လောက်ရှားနေဖြစ်တဲ့အကြောင်းရေနာဆိုရင်လည်းအမျိုးဆောင်အောင်တွေ့ဘူးနေဖြစ်အကြောင်းကိုပြန်ပြောလိုက်ပါလေအဲ့တော့မှပါကျဲကအာကိုကြီးအကိုကြီးသူရောင်သီးဆိုတော့ကြားဘူးမယ်မထင်ဘူးလို့ဆိုဝူခုံးကိုပြန်ပြောလိုက်ပါလေအဲ့တော့မှဝူခုံးကလည်းဟွန်းဒါတော့ငါလည်းမမြင်မှုသေးဘူးလို့ပြောတာ သူရောင်သီးကိုနုပြိုသီးလို့လည်းခေါ်တဲ့အကြောင်းအဲ့ဒီအသီးကိုစားသုံးတဲ့သူကဘယ်တော့မှမအိုပဲထာဝရနုပြိုနေမှာဖြစ်တဲ့အကြောင်းပါကျဲကိုပြောပြလိုက်ပါလိမ့်။ပါကျဲကဆက်ပြီးတော့ဟိုချာတိတ်နှောက်ဟာသူရောင်သီးနှလုံးကိုခူးပြီးတော့ဆရာတော်သွားကြည့်တော့ဆရာတော်ကသူရောင်သီးကိုမသိတာကြောင့်မစားရဲပဲဖြစ်နေခဲ့တဲ့အကြောင်းခုနကိစ္စတွေဇုံခုံပြောပြလိုက်ပါလိမ့်။အဲ့တော့မှဇုံခုံကဒါကြောင့်ဒီနှောက်ကစွာစီလံဖြစ်နေတာကြောင်းမှတ်ချက်ချခဲ့ပါလိမ့်။ပါကြပဲဆက်ပြီးတော့ဝူခုံးကအစွမ်းရှိတာကြောင့်အကိုကြီးဒူအောင်သီးမီးကြီးဖို့တော့ခူးပေးဖို့တောင်းဆိုလိုက်ပါတယ် ။ပါကျဲကလည်းမရမကကြီးကြနေတာကြောင့်ဆုံးခုံးကအေးခူးပေးမယ်ကွာလို့ဂတိပေးလိုက်တဲ့အခါပါကျဲကခြာတိတ်မြောက်ရဲ့ပြောစကားကြောင့်ရွှေနေနန်နဲ့ခူးရမအောင်သိရှိနေခဲ့တာကြောင့်ဆုံးခုံးကနေနန်ကိုယူပြီးတော့တည်တည်ပင်တွေရှိရာဥယျာဉ်ထဲကိုသွားပြီးသူ့ရောင်သီးကိုရှားဖွေနေခဲ့ပါတယ်။အဲဒီအချိန်မှာပင်စီတစ်ခုမှသီးနေတဲ့ဂေါ်တကားသီးတွေကိုတွေ့တဲ့အခါမှာတော့သူ့ရောင်သီးမုံမှန်းသိတာကြောင့်နောက်တနေရာပြောင်းပြီးတော့ရှားဖွေနေခဲ့ပါတယ်။နေစီပင်မှာသီးနေတဲ့ခဲအကျင်သီးတွေကိုလည်းသူ့ရောင်သီးမုံမှန်းသိတဲ့တော့ ဂျန်စီယိုတခုကိုကြောကခုံဝင်သွားတော့မှတဖြက်ဖြက်လက်နေတယ်အသီးတွေသိနေတယ်သူအယောင်ဘင်ကိုတွေးလိုက်ရပါတော့တယ်ဒီလီဘို့နှစ်3000ကြာသလိုအသီးမဲ့ဘုတ်ကလည်းနှစ်ပေါင်း3000ကြာတဲ့ပြင်နှစ်ပေါင်း1000ကြာမှာအလုံး30ပဲသိတာကြောင့်အနန့်ရှူမီကင်တော့နှစ်ပေါင်း360ကြာအသက်ရှင်နိုင်ကြောင်းကိုပြောပြနေခဲ့ပါတယ်တလုံးလုံးကိုစားလိုက်မယ်ဆိုရင်ဖြစ်နှစ်ပေါင်း4000 9000အသက်ရှင်နိုင်မှာဖြစ်ကြောင်းကိုပြောပြလိုက်ပါလေ။ဒါပေမဲ့လည်းသူရောင်သီးကဓာတ်ကြီး9ပါတော့ကြောက်တဲ့အသီးဖြစ်ကြောင်း တတ်ထူးနဲ့ထီရင်ကြွေကျပြီးတော့တစ်သားနဲ့ထီရင်ပုတ်သွားတတ်ကြောင်းနဲ့ရေနဲ့ထီရင်ပျော်ဝင်သွားပြီးတော့မြေကြီးနဲ့ထီရင်တော့ရောထွေးသွားတတ်ကြောင်းမြေဆောင်နဲ့ကပြောပြရှင်းပြလိုက်ပါလေဇုံခုံကသူ့ရဲ့မော်တန်တုပ်ကိုထုတ်တယ်မြေကြီးကိုရိုက်ခွဲကြည့်လိုက်တော့မြေကြီးကမာကျစ်ခဲပြီးတော့ရာတော်မထင်မဲ့ဖြစ်နေခဲ့ပါလေမြေဆောင်နဲ့ကဒီမြေကြီးကရေထက်တောင်မာသေးကြောင်းဇုံခုံကိုပြောပြလိုက်ပါလေမြေဆောင်နမင်းရဲ့ပြောပြချက်အရဇုံခုံဟာပြုတ်ကြလာတဲ့သူရောင်သီးကိုဂရီပါအိတ်နဲ့ခံကားဖမ်းယူခဲ့မှခူးယူရရှိခဲ့ပါတော့တယ် ဇုံခေါဟာခုရရှိတဲ့အသီးတွေကိုပါကျဲစီယူသွားတော့ပါကျဲကလိုက်လူနေခဲ့ပြီးဝူခုံဟာသူရောင်သီးဟာရှားပါလို့နဲ့သေသီးဖြစ်တာကြောင့်စာဦးချင်းနဲ့အတူတူမျှစားကြဖို့အတွက်စာဦးချင်းကိုခေါ်ခိုင်းလိုက်ပါတယ်။ပါကျဲကဝူချင်းကိုမြန်မြန်လာဖို့သွားခေါ်ခဲ့တော့သူဟာသူရောင်သီးကိုနှက်ပြီးမှနေခဲ့စရာနှက်စစ်သည်တပားကကောင်းဝင်နမင်းကိုဆက်တာနေတာကိုတွေ့ခဲ့ဘူးတဲ့အကြောင်းကိုပြောပြနေပါတယ်။စာဦးချင်းကပဲဆက်ပြီးတော့ဆရာတော်တို့ကမပါဘူးလားလို့မေးတဲ့အခါမှာဆရာတော်ဟာခြားတဲ့နေရာသူရောင်သီးလာဆက်တော့ညင်းလိုက်တာကိုသူတွေ့ခဲ့တယ်လို့ပါကျဲကပြန်ပြီးတော့ပြောပြလိုက်ပါတယ်။ ဒီတလုံးလုံးကိုဗဇတ်ထဲထိုးထည့်ပြီးတော့ဖြည်းဖြည်းချင်းစားနေတဲ့ဇုံဝုခုံးနဲ့ဇာဝူချင်းစီကအကိုတို့ဘာကြီးစားနေရလဲဆိုပြီးတော့ထပ်မျောလိုက်သေးတာပါအကိုကြီးကနည်းနည်းလောက်ထပ်ကျွေးပါအောင်ဆိုပြီးတော့ပြောနေခဲ့ပါလိမ့်ဘာကြီးကသူ့ကိုယ်လေးလိုရတာခံပြီးတော့စားကျင်တာကြောင့်နောက်တလုံးထပ်ခူးပေးပါဆိုပြီးတော့ဝုခုံးကိုပူစားနေပြန်တာပါဇုံဝုခုံးကနှစ်တထောင်နေမှာအလုံး30လောက်သီးတယ်သူမင်းဝါစားကျင်နေရလားဆိုပြီးတော့ဘာကြီးကိုစူနေခဲ့ပါလိမ့်ထိတ်ကိုသွားမှန်လာတာကြောင့်ညီကိုနှစ်ယောက်လည်းအံ့ဩသွားခဲ့ပါလိမ့်အဲဒီအချိန်မှာပဲအကိုကြီးရဲ့ခူးပေးပါဆိုပြီးတော့ပြောတဲ့အတန်းကိုကြားလိုက်တာကြောင့် ညီကိုနှစ်ယောက်ဟာသူတို့ရဲ့သူယောင်ပင်ကိုဆုံးဥခုံးတို့ကခူးပြီးတော့စားနေချောင်းကိုတီးသွားခဲ့ပါတော့တယ်။ညီကိုနှစ်ယောက်သားသူယောင်ပင်စီသွားပြီးတော့သူယောင်သီးတွေကိုရေတွက်ကြည့်ကြတဲ့အခါမှာသူယောင်သီးလေးလုံးပျောက်ဆုံးနေတဲ့အကြောင်းကိုသိလိုက်ရတော့တာပါ။အဲမှညီကိုနှစ်ယောက်ထန်ဆန်းကိုရော်စီသွားပြီးတော့ပုံစံကြည့်တော့ကြီးညိုစရာကောင်းကြီးအောင်ဆောင်ပြီးတော့နောက်ကွယ်မှာသူယောင်သီးခိုးစားနေတဲ့ဖုံးကြီးသူယောင်သီးတခိုးဆိုပြီးတော့ဆွဆွဲလိုက်ပါတော့တယ်။ဇာတော်ကလည်းဒေါသထွက်နေတဲ့ညီနောင်ကိုစိတ်လျှော့ဖို့ပြောတော့ခိုးတော့ခိုးစားပြီးတော့ဒေါသထွက်မှစိတ်ထင်းဖို့လာပြောမနေသေးဘူးဆိုပြီး ညီနောင်နှောက်ကပြန်ပတ်ခဲ့ပါလေညီနောင်နှောက်ကသူတို့လာကြွေးစဉ်ကတော့ကြောက်ချင်းအောင်ရှိန်ခူအောင်ဆောင်နေပြီးတော့သူအောင်သီးကိုစားဖို့ညင်းကနောက်မှခိုးစားမယ်လို့မထင်မိတဲ့ကြောင့်ဆွဆွဲနေပါတော့တယ်တန်ဆန်းကိုတော့ကတော့အသီးကိုမြင်ပြီးတော့ကြောက်နေတဲ့သူကခိုးစားမှမဟုတ်ကြောင်းပြောပြတော့ဆရာတော်မခိုးရင်ဆရာတော်ရဲ့တပည့်တွေခိုးတာဖြစ်နိုင်ကြောင်းကိုပြောလိုက်ပါတော့တယ်အဲလိုနဲ့ဆရာတော်ကသူတပည့်တွေကိုလှမ်းခေါ်လိုက်တော့အပြင်မှာချောင်းနားထောင်နေကြတဲ့စာအုပ်ချင်းတို့ကသူတို့ခိုးတာဝန်ခံမှုရှက်စရာကောင်းတာကြောင့်ဝန်မခံကြဘူးတီးတိုးတိုင်ပင်နေကြတာပါ လိပ်ပြာမလုံးဖြစ်နေကြတဲ့သူတို့၃ယောက်ဟာညီကိုညောင်ဝဲပြန်လာတဲ့ရေမဆိုင်ဝွန်းနာကြောင့်တယောက်ကိုတယောက်ကာတွန်းကာတွန်းနဲ့လုံနေကြပါတယ်။ပါချဲကတော့ယူကြောင်ဆောင်ပြီးတော့ဇေယတော်ညစာအစင်းသိဖြစ်ပါပြီလို့ပြောနေခဲ့ပါတယ်။ဇေယတော်ကညသာအတွက်ပြောတာမဟုတ်ကြောင်းနဲ့သူရောင်သီးခိုးစားတဲ့ကိစ္စမိတာဖြစ်ကြောင်းကိုပြောတဲ့အခါပါချဲကသူရိုးသားတာသူပဲသိကြောင်း၊သူကဘာမှမသိမမြင်ခဲ့ကြောင်းကိုပြောလိုက်ပါတယ်။ဂျန်ဖန်ကဟိုညီနဲ့တယောက်ပဲဖြစ်မှာပါဆိုပြီးတော့ဝူခုံးကိုလက်ညှိုးထိုးလိုက်တော့သူတို့ဘဝလုံးဒီလိုပဲတခိခိတခိနဲ့ရီလာခဲ့တာဖြစ်ပြီးတော့ ။သူအောင်သီးပြောက်လာမှာပဲရည်ခွေးမရှိတော့ဘူးလားဆိုပြီးတော့ဂျန်ဖန်ကိုပြန်ပြောလိုက်ပါတယ်။ဆရာတော်ကဇုံခုံသူတော်ကောင်းဆိုတာသူတပောင်းလိန်မပြောသင့်ကြောင်းနဲ့ကိုးစားမိတယ်ဆိုရင်လည်းဝန်ခံလိုက်ဖို့ကိုဆုံးမနေခဲ့ပါတယ်။ဇုံခုံကတော့စာအုပ်ချင်းကိုဆရာတော်ပြောတာအမှန်ဖြစ်ကြောင်းပြောလိုက်ပြီးတော့ပါကျဲကဂျန်ဖန်နဲ့မင်းရွက်ပြောနေကြတယ်သူအောင်သီးကြောင်းကိုကြားပြီးတော့သူ့ကိုခူးချွေးဖို့ပူဇော်လာတာကြောင့်တယောက်တလုံးခူးစားခဲ့တဲ့ကြောင်းကိုပြောပြတော့ဂျန်ဖန်ကသူအောင်သီးကလေးလုံးပြောင်းနေတာဖြစ်တာကြောင့်သုံးလုံးဆိုတာလိန်နာပဲဖြစ်တဲ့ကြောင်းကိုပြောပြလာခဲ့ပါတယ် အဲ့တော့မှပါကြရဆုံးခုံဖွက်ထားတဲ့လုံးပေးဖို့လိုက်ပြီးတော့တောင်းနေခဲ့သေးတာပါမေရွဲ့ကသူတို့ရဲ့ဥယျာဉ်ထဲမှာသူရောင်သီးက26လုံးရှိပြီးတော့အခုပြန်ရေတွက်ကြည့်တဲ့အခါမှာ22လုံးသာရှိတော့တာကြောင့်၄လုံးပျောက်ဆုံးနေကြကိုတွက်ချက်လို့ပြောပြနေခဲ့ပါတယ်ဇာတော်ကလည်းဆုံးခုံကိုသူရောင်သီးဘယ်နှလုံးခူးခဲ့လဲလို့မေးတဲ့အခါဦးခုံကလည်း3လုံးနဲ့လို့ပြောနေတယ်လို့မေရွဲ့ကလည်းပျောက်နေတာ၄လုံးဖြစ်တာကြောင့်ဆုံးခုံမလိန်ဖို့ဆိုပြီးတော့ပြောနေခဲ့ပါတယ်ပါကြရလည်းသူ့ကိုတလုံးဖွက်ထားတယ်လို့ပြောနေတယ် ဆရာတော်ကလည်းအမှန်တိုင်းပြောပြဖို့ဆုံးဦးခုံးကိုဆက်ပြောနေခဲ့တာပါမင်းရွက်ကဆုံးဦးခုံးကိုကိုမားကိုဝေမခံခြင်းနဲ့သူလို့ပြောပြီးတော့လောဘကြီးတဲ့ကိုတော်တွေလို့ဆွဆွဲခဲ့ပြီးအဲ့ဒီညီနောင်ဆုံးဦးခုံးတို့အဖွဲကိုချိန်စာတိုက်နေပါတော့တယ်အဆွဆွဲခံရတဲ့ဝူခုံးကဒေါသတွေထွက်လာပြီးတော့နှကိုခွဲကတကူကသူအောင်သီးပင်ကိုတွားရောက်ပြီးတော့ဖျက်ဆီးပစ်ခဲ့ပါတော့တယ်ကျမ်းမာတဲ့မင်းရွက်ကဘလို့မင်းမဝေမခံလာတဲ့ဆုံးဦးခုံးတို့အဖွဲကိုသူတို့ရေတွက်တာမှားသွားတာဖြစ်နိုင်ကြောင်းတွေးမိပြီးတော့နောက်တစ်ချိန်ပြန်ပြီးတော့တွားရောက်ရေတွက်ခဲ့ကြပါတော့တယ် အဲလိုနဲ့သူရောင်မင်းကြီးစီရောက်သွားတဲ့အခါသူတို့နှစ်ယောက်ကတုံးလုံးလေးပဲပြက်စီးနေပြီဖြစ်တယ်မသေးပင်သူရောင်မင်းကြီးကိုတွေ့ရတဲ့အခါမှာတော့မင်းရွက်ကလည်းတခိုးအမွှေးတူကောင်းကခိုးတာပဲဖြစ်ရမယ်လို့တွေးပြီးတော့ဇရာဖုံးရွံပြန်လာပါကတက်တည်ဖြစ်ပြဖို့သူတို့လျောက်ကိုဖမ်းထားမှဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်အဲတော့မှဆုံးခုံတို့က၄ယောက်ကိုသူတို့နှစ်ယောက်ထဲကဖမ်းဖို့ခက်ခဲကြောင်းဂျန်ဖန်ကမင်းရွက်ကိုပြောပြလိုက်တော့မင်းရွက်လည်းအကြံရပြီးဂျန်ဖန်နားကက်ကပွားစီပွားစီတိုးတိုးကက်ကက်လေးပြောလိုက်တာကြောင့်ကျွန်တော်လည်းဘာပြောလဲမကြားလိုက်ရပါဘူး တို့နဲ့ညသာစားဖို့ချိန်ရောက်တဲ့ခါမှာတော့ဇုံအခုံးတို့ကညသာတုံနေကြပါလိမ့်အဲအချိန်မှာပဲကျန်းဖန်နဲ့မင်းဝဲတို့ကရောက်လာပြီးတော့သူရောင်သီးကိုမှားရင်းရေတွက်မိချင်းဖြစ်ကြောင်းနဲ့အခုပြန်လဲရေတွက်ကြည့်တဲ့ခါမှာတော့ပျောက်ဆုံးကြီးမရှိကြအောင်လာပြီးတော့တောင်းပန်နေခဲ့ပါလိမ့်ဘာကြေးရသူတို့လည်းမခိုးဘူးလို့ပြောသားပဲဆိုပြီးတော့အစာရင်းနေကန်စားနေပါလိမ့်ဘာမှတော့မဆိုင်ပါဘူးမေဝဲတို့ညီနောင်တော့သူတို့လည်းဟင်းလေးတွေချက်လာတဲ့အကြောင်းကိုပြောကာယူလာတဲ့ဟင်းပွဲတွေကိုချက်အကျွေးလိုက်ပါလိမ့်။ဇုံကုံကတော့သူတို့ညီနောင်ကသူရောင်မင်းကိုပြန်ပြီးတော့ အသက်သွင်းလိုက်တာလားဆိုပြီးတော့တွင်းနေခဲ့ပါတော့တယ်။ဂျန်ဖန်နဲ့မေဝဲတို့ကအခန်းထဲကနေမြန်ပြန်ထွက်သွားပြီးတော့အပြင်ကနေတကားကိုတော့ခတ်လိုက်ပါတော့တယ်။ဘာကြဲရတော့သူတို့စားအောင်နေတော့တကားပိတ်သွားအောင်သူတို့ကလူဆိုးတွေမှုတ်ချောင်းပြောတဲ့ခါဂျန်ဖန်နဲ့မေဝဲကဆရာတော်တို့ကိုလောဘအယံကြီးတဲ့ကိုတော်တွေလို့ထပ်ပြောလိုက်ပြီးအခုသီးတွေအကုန်လုံးခူးသွားတယ်ပြင်အပြင်ကိုလည်းဖျက်ဆီးခဲ့ကြဒေးကြောင့်အပြင်ကနေလှမ်းပြီးတော့ပြောနေကြပါတယ်။ဆရာတော်ကတော့ဒါအဆုံးခုံးရဲ့လက်ချက်ဖြစ်မှန်းကိုသိသွားခဲ့တာကြောင့်ဇုံခုံးကအဆူခံနေခဲ့ရပါပြီ။ ။ဘာကြီးကတော့ခုသူတို့ကအပြင်ကိုဘလို့ထွက်ကြမလဲဆိုတော့မေးတဲ့ပြင်သူကတော့ပိုးကောင်းလောင်းဖန်ဆင်းပြီးထွက်ပြေးလို့ရတော့လုံရဲတာပေါ့လို့မဲ့ရွယ်ကပြောပြီးတော့အပြစ်တင်နေခဲ့ပါလိမ့်။ဝူခုံကတော့ဂျမ်းဖန်တို့နှစ်ယောက်အိပ်ပျော်သွားတဲ့ခါသူကအားလုံးအပြင်ထွက်လို့ရအောင်လှုပ်ပေးလို့ရတဲ့အတွက်စိတ်မပူနေကြနဲ့ဆိုပြီးတော့ပြောလာခဲ့ပါလိမ့်။ဂျုံနဲ့ညီနောင်တစ်ပါးအိပ်ပျော်သွားတဲ့ခါအားလုံးကတိတ်ဆိတ်ခီးထွက်ကြဖို့မြင်းကလေးအော်ရန်ကိုဆွဲကထွက်လာခဲ့ကြပါတော့တယ်။ဆုံးခုံကလည်းသူ့ရဲ့အစွမ်းအနေနဲ့တကားတွေကိုဖွင့်ပေးခဲ့လိုက်ပြီးတော့ကိုကြီးနောင်တကယ်အိတ်မိတ်သွားစစ်စေးမှဖြစ်ကြောင်းပြောပြီး ဆရာတော်ကိုဒေတာစောင့်ရှောက်ဖို့ဇာဝူကျင်းနဲ့အပ်ခဲ့လိုက်ပါတယ်။ဇုံးလည်းဂလီထိုးလိုက်နဲ့စအောင်နေခဲ့ပါတယ်။တညာလုံးအေးအေးပြက်လာတဲ့ဆရာတော်ထန်ဆန်းတို့ဟာဇုံးကုန်းကိုစောင့်ရင်းနဲ့ခိတ္တနားနေတော့ဖုံရွံနဲ့တွေ့တာတော့ဖုံရွံကလာရောက်မိတ်ဆက်ခဲ့ပါတယ်။ဆရာတော်ကလည်းထုံးစံတိုင်းအရှိတ်ဘက်ကလာပြီးတော့နောက်ဘက်ကိုသွားကြမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒီလိုမှဖုံရွံကဝူတောင်မောင်ကသူ့ရဲ့ဝူချောင်းတော်ကိုရောက်ခဲ့ကြပြီပေါ့လို့မေးတော့ဝူခုံးကရောက်လာပြီးတော့ဘယ်ရောက်ဝူချောင်းတော်လဲမသိဘူးဘာညာနဲ့သူတို့ကတခြားလမ်းကနေလာခဲ့တာဆိုပြီးတော့ထားပြီးပြောပါတော့တယ်။ ဖုန်ရွမ်းတကိုးနဲ့ပြန်ပြပြီးတော့မြောက်ဆုံမြောက်ပဲ့ဟမ်သူ့ရဲ့သူရောင်မင်းကိုဖျက်ဆီးပြီးတော့ညာတွင်းချင်းထွက်ပြေးတယ်လို့ပြောလိုက်တာကြောင့်ဇုံကုံနဲ့အမရန်နေဖြစ်ကြပြီးတော့ဖုန်ရွမ်းကသူ့အစွမ်းနဲ့သူတို့၄ယောက်ကိုအင်းကြီးလက်ထဲထဲကဖမ်းခေါ်သွားခဲ့ပါတော့လေလုံးနဲ့ဝူချောင်းတော်ပြန်ရတဲ့ကကျန်းဖန်နဲ့မင်းဝဲကရွှေနေနံလာပြီးခဲ့ပြီးတော့ဆရာတော်ကိုရိုက်နှက်ပြေးပေးဖို့ကြိုးစားတာကြောင့်ဇုံကုံကသူသာသူရောင်သီးတခိုးဖြစ်ပြီးတော့သူရောင်သီးကိုစားတာသူပဲဖြစ်ပြီးသူရောင်မင်းကိုလည်းသူပဲဖျက်ဆီးပစ်တာဖြစ်တဲ့တော့သူတယောက်တည်းကိုသာအပြစ်ပေးတဲ့ကြောင့်ခွင်တောင်းလိုက်ပါတယ် ဒီလိုနဲ့ဂျိန်တန်အချက်30ရိုက်ခံပြီးတော့ပြစ်ပေးခံတဲ့ဆုံးခုံးကတော့ပြော့လိုက်တာကွာအားထည့်ရိုက်ဆိုပြီးတော့ကီ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 လှုပ်နေခဲ့ပြန်ပါလေဆရာတော်ကလည်းတပည့်ဖြစ်သူကိုစုဆုံးမမှုအားနေတာကြောင့်ဆရာတော်ကလည်းအချက်30ရိုက်ပြီးတော့ပြစ်ပေးဖို့ပြောတဲ့အခါဆရာတော်ကဘာမှမသိခဲ့ကြအောင်သူကသာဆရာတော်ရဲ့စကားကိုနားမထောင်ခဲ့တာဖြစ်တဲ့အတွက်ဆရာတော်ကသာသူ့ကိုပဲရိုက်ဖို့ပဲထပ်ပြီးတော့ပြောလိုက်ပြန်ပါလေဒီလိုနဲ့ဂျိန်တန်အားလုံးဆုံးခုံးစီတို့အစည်းအဝေးပြီးဆုံးပြီးတော့ညောက်တဲ့အခါမှာတော့ဇုံခုံကသူ့ဆွမ်းတဲ့ဂျိုးတွေကိုပြန်ဖြီးပြီးတော့နောက်တစ်ကြိမ်ထွက်ပြေးခဲ့ကြပြန်ပါလေ။ ဖုန်ရွံလဲနောက်ကနေလိုက်ပြီးတော့အင်ဂျီလာတဲ့ထဲကပြန်ဖမ်းခေါ်သွားခဲ့ပြန်ပါလေ။ဝူเจ้าတော်ရောက်တဲ့ခါမှာတော့ဝူသခင်ဖုန်ရွံကသူတို့အားလုံးကိုစီဘူးအိုးနဲ့ပြုတ်ဖို့ CEO တွေမိဘတို့ကိစ္စတွေကိုလုပ်နေခဲ့ပါလေ။ပါကျဲကတော့ညသားလေးစိုင်းမှသေရရင်ကောင်းမှာပဲ။ဒါမှသူတို့သေပြီးရင်သေရဲလက်လာလေးတွေပြစ်မယ်ထင်းတဲ့အကြောင်းကိုပြောနေခဲ့ပါလေ။ဖုန်ရွံတော့ဆုံးခုံကသူရောင်မင်းကိုဖျက်ဆီးခဲ့တာကြောင့်စီဘူးမှာတနည်းနဲ့တပြည့်ပြည့်မြည်အောင်အရင်ဆုံးကြော်ဖို့အမိန်ပေးခဲ့ပါလေ။ ဖုန်ရမ်းတပည့်တွေကလည်းဇုံကုံစီပေါ်တဲ့ထဲပေါ်ခြေထောက်ကနေမကြတဲ့ခါဇုံကုံရဲ့ခြေထောက်ကမြေကြီးမှာကတ်နေတာကြောင့်မကြွလာပဲဖြစ်နေခဲ့ပါတယ်။အားလုံးဝိုင်းပြီးတော့မကြတော့မှဇုံကုံကကြွလာပြီးတော့စီဘူးအိုးတဲ့အရောက်ဇုံကုံကပြန်ခုံထွက်ကစီဘူးအိုးကိုခွဲပြစ်လိုက်ပါတော့တယ်။ဇုံကုံစီဘူးတဲ့ထဲမြားတဲ့ခါထန်ဆန်းကိုတော်ပဲထဲကြော်ဖို့အတွက်အိုးသေးကိုပြင်ခိုင်းလိုက်ပါတယ်။အဲဒါမှဝူခုံကဆရာတော်ကပိန်လွန်းတာကြောင့်ဝတ်တုံနေပါကျဲကိုအရင်ကြော်ဖို့အတွက်အကြံပေးလိုက်ပါတယ်။ ဘာကြတော့သူတက်ဆိုအမြဲတမ်းအကြံစိုးောက်ထွက်တယ်လို့ပြောပြီးတော့ဇုံခုံကိုစိတ်ဆိုးနေခဲ့တာပါဇုံခုံကတော့ဒါမှမဟုတ်ဆရာတော်စာသူ့ကိုပဲကြောဖို့ပြောပြီးတော့ဖုံရွံ့ရဲ့နောက်ကိုကတ်သွားတဲ့ကဖုံရွံ့ကဇုံခုံရဲ့လက်ကိုဖမ်းဆွဲပြီးဇုံခုံကိုသူကတိတယ်လို့ဇုံခုံရဲ့အစွမ်းတွေကိုလည်းတိတာဖြစ်ပေမဲ့အခုတော့သူ့လက်ကနေမလွတ်နိုင်ကြောင်းပြောပြီးတော့အသေးဖမ်းဆုပ်ထားခဲ့ပါတော့တယ်နောက်တော့ဖုံရွံ့ကသူ့ရဲ့သူရောင်ပင်ကိုမြတ်စွာဘုရားကတားခဲ့ရင်တော့အသက်ပြန်ရှင်အောင်လုပ်ပေးရမယ်လို့ပြောတော့ပြန်ရှင်အောင်လုပ်ပေးရင်ဘာပြန်ပေးမှလဲလို့ဇုံခုံကမေးလိုက်ပါတယ် ဖော်ရန်ကတကယ်လို့သူ့ရဲ့သူရောင်မင်းသားအသက်ပြန်ရှင်လာခဲ့မယ်ဆိုရင်ဦးတော်ရှိချိန်နဲ့ဇုံကုံရဲ့ညီတော်ဖြစ်ခိုင်မာဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်ဇုံကုံကလည်းသူရောင်မင်းပြန်ရှင်အောင်သူ့လုပ်ပေးမှာဖြစ်ကြောင်းပြောလိုက်ပြီးတော့ဇရာတော်ကတော့မဲ့တဲ့ပေါက်မစုံးစီဘူးမှားကားထွက်သွားခဲ့ပါတယ်နောက်ပြီးတော့ဇုံကုံကပဲဆက်ပြီးတော့သူ့ဇရာတော်ပိန်သွားရင်သူနဲ့တွေ့မယ်ဆိုပြီးတော့ဂျင်းဝါခဲ့လိုက်ပါသေးတယ်ဇုံကုံကဒီလိုနဲ့ကောင်းကင်ဘုံပြန်တက်သွားတဲ့အချိန်မှာပဲဘွန်ဆိုင်မာလာပန်းမှာဥယျာဉ်နမင်းကြီးသုံးပါအရက်တစ်ခွက်စီငှဲနေတယ် တယောက်နဲ့တယောက်တောက်ဖို့တောက်ဖို့နဲ့တောက်ဖို့ပြောနေကြပါလေဇုံခုံရောက်တဲ့အခါမှာတော့နတ်မင်းကြီးသုံးပါးကဆရာတော်မဆောင်ချောက်ပဲဒီလိုလာဖို့အချိန်ရှိနေသေးတာလားလို့မေးလိုက်ပါလေဇုံခုံကတော့ဟမ်တူတူရက်တောက်ချင်လို့ခဏဝင်လာတာဖြစ်ကြောင်းပြောပြနေပါလေဘိုးတော်တပါးပဲထပ်ပြီးတော့ဖုန်ရွံဟူတောင်ဘောကသူယောင်သီးကြီးသွားခိုးစားခဲ့တာလားလို့မေးလိုက်တော့ဇုံခုံကခိုးစားတာလို့တော့ပြောမနေပါနဲ့သူယောင်မေုံပါဖြက်စီးဖြစ်လိုက်ပြီဆိုပြီးတော့ကြွားပါပြောလိုက်ပါလေအဲ့တော့မှတလောကလုံးမှာအထူးခြားဆုံးအပင်ကြီးကိုဖြက်စီးခဲ့တာလားဆိုပြီးတော့ နာမည်ကြီးသုံးပါလဲအန်ဟောတကြီးနဲ့သူ့ကိုမေးနေခဲ့ပါတယ်။နောက်တော့ဆုံးကုန်းဝိုင်းပြီးတော့အပြစ်တင်လိုက်ကြပါတယ်။ဖုန်ရံကိုတော်လည်းတကယ်ကိုရှဲတကိုးကြီးတဲ့ဖုန်ကြီးဖြစ်တာကြောင့်ဆုံးကုန်းအလုပေးမှာမဟုတ်ကြောင်းနာမည်ကြီးတပါးပြောလိုက်ပါတယ်။ဆုံးကုန်းကလည်းဒါကြောင့်မလို့သာအခုဘွန်ဆိုင်မှာလာပန်းမှာမြေကိုလာပြီးတော့အကူညီရလို့ရာညာလေးလာရောက်တောင်းဆိုအပ်ခြင်းဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဘွန်ဆိုင်မှာလာပန်းမှာမြေကနတ်ဖိုးဖိုးတွေကအပင်ကိုအသက်ပြန်သွင်းနိုင်မယ်နီလန်လေးများပြောပြစေချင်မှုလားလို့တောင်းဆိုလိုက်ပါတယ်။ ။ဘွန်ဆိုင်မာလာနာဖူဖူတပားကတော့စိတ်မပူဘူးနဲ့။တနေရာမှာတော့သစ်ပင်ကိုအသက်ပြန်သွင်းနိုင်တဲ့နီးကရှိနေနိုင်ကြောင်းကိုပြောပြခဲ့ပါလိမ့်။ဒီတော့မှဆုံးကုန်းကဖုံရန်ဆရာတော်ကသူ့ကိုအချိန်သုံးပဲပြေးတာကြောင့်သုံးရကျော်သွားရင်သူ့မှာအာမခံချက်မရှိတော့သလိုဆရာတော်ကလည်းစီဘူးတဲ့တက်စိတ်မျိုးကြော်ခံရတော့မှဖြစ်တဲ့ကြောင်းကိုပြောပြလိုက်ပါလိမ့်။ပေါ်ဆိုင်နာဖူဖူတောင်းကတော့သူတို့နီလန်ရှာပြီးမှဖြစ်တာတော့စိတ်မပူဖို့နဲ့ဖုံရွှန်းစီမှာရန်နေနေတိုးတောင်းခဲ့ဖို့ပြောတဲ့အတွက်ဆုံးခုံကဖုံရွှန်းစီကိုပြန်ပြီးတော့စင်းသွားခဲ့ပါလေ။ ဇုံခေါ်အပြန်မှာအကူညီရလို့ရညာနဲ့လင်ထိုင်းပြည်ရဲ့၄တောင်းတောင်းကျဲသုံးဝင်းကူကသူ့ရဲ့လက်ဦးစရာဘော်ဒီစီကိုလမ်းကြုံဝင်ရောက်တဲ့အခါမှာပင်းကူအိမ်တွေတက်ပြီးတော့ပျက်စီးနေတဲ့ကြောင်းတော်ကသာတွေ့လိုက်တာကြောင့်အံအုံးနေခဲ့ရပါလိမ့်။ဇုံခေါ်ဟာဆရာတော်ဘော်ဒီကိုအော်ဟစ်ခေါ်ရင်းနဲ့ရှားဖွေးနေပါလိမ့်။နောက်တော့ဝူခေါ်ဟာသူ့ကိုဘော်ဒီဆရာတော်ကဇုံခေါ်တပည့်ဖြစ်မတတ်မှတ်တော့ကြောင်းနဲ့သူကလည်းဘယ်တော့မှလာမရှာဘူး။သူလည်းမတွေ့ကျင်တော့တဲ့ကြောင်းပြောခဲ့တဲ့စကားသံကိုပြန်လဲပြီးတော့ကြားရောင် နေခဲ့ပါလိမ့်။ ဇုံခုံကသူ့ကိုဘောလိဆရာကတကယ်တွေးခွင့်မပေးတော့တာပဲဆိုပြီးတော့တွေးကကြေကွဲနေခဲ့ပါတော့တယ်။အဲ့ချိန်မှာပဲဇုံခုံဆိုတဲ့ခေါ်တန်တဲ့သူဘောလိဆရာရဲ့တန်ကပေါ်လာခဲ့ပြီးတော့ကိုအမားကိုတီးပြီလားလို့ဇုံခုံကိုမေးခဲ့လိုက်ပါတယ်။အဲ့တော့မှဝူခုံလဲဝမ်းသာအားနဲ့သူဟာနောင်တတွေလဲရနေဖြစ်တဲ့ပြင်အခုလဲသူရောင်မင်းကိုအသက်ပြန်သွင်းတဲ့နီးကိုတီးချင်တာကြောင့်တင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဆရာဘောဒီကတောင်ပိုင်းဒေသတွေကတောင်ပင်လေတွေကကျုံးစုတစ်ခုခုမှာတော့ အပင်ကိုအသက်ပြန်သွင်းနိုင်တဲ့နီလန်ရှိနိုင်တာကြောင့်သွားရောက်ဖို့ပြောတန်းကိုကြားနေရပေမယ့်ဇုံခုံဟာဆရာဖြစ်သူကိုတော့မမြင်ရသေးပါဘူးဒီလိုနဲ့ဝူခုံကတောင်ဘက်ပိုင်းထဲမှာရှိတဲ့တောင်ပင်လဲဂျုံစုတစ်ခုစီကိုပြန်တန်းငါသွားခဲ့လိုက်ပါတယ်ဂျုံမမတော့မိစ္ဆာတကောင်တွေ့ရပြီးတော့ဇုံဝူခုံဆိုတဲ့ခေါ်တန်းကိုလည်းကြားနေရပြန်ပါတယ်အဲ့ဒီမိစ္ဆာကတော့သူနဲ့တွေ့ခဲ့ပြီးတော့ဝမ်မဲမိစ္ဆာပဲဖြစ်ပါတယ်ဇုံခုံကဝမ်မဲမိစ္ဆာကိုသူ့မှာတင်နေတဲ့အကျွေးပြန်ဆက်ဖို့နဲ့လူကြီးလူကောင်းဆိုတာတောင်ဝင်ယူတဲ့အမှာဖြစ်ကြောင်းကိုပြောလိုက်တာပါ ဝမ်မိစာကလည်းဓာရီကပြောနေစရာတော့မလိုကြောင်းနဲ့ကိုရင်ဖောစာကဇုံးကုန်းကိုဒီကျိုးမှာစောင့်ပြီးတော့ကူညီပေးဖို့ဂျိုတိန်ပြီးတော့တာဝန်ပေးထားဖြစ်တယ်လို့ပြောလိုက်ပါတယ်ကိုရင်ဖောစာနဲ့တွေ့တဲ့အခါကိုရင်မေတော်ကသူတော်မှလေးစားတဲ့ဖုံရံစရာတော်ကိုပြဿနာရှာလာသလားလို့ပြောလိုက်ပြီးသူရောင်ပင်ကိုလည်းဖြက်စီးပြည့်ရတယ်လို့အပြစ်တမ်းပြီးတော့တင်နေခဲ့ပါတယ်ဒါနဲ့ပဲကိုရင်ဖောစာကိုယ်တိုင်လိုက်လာခဲ့ပြီးဒီပိုင်းလျာဒီနေရာမှာခိတ္တာဇက်သိမ်းသွားခဲ့ပါတော့တယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျနောက်ဒီမှာအနောက်ဘက်သို့ခီးသွားခြင်းစုံမှုခုံးအပိုင်း30ဆက်လက်ပြီးတော့လာပါဦးမယ်ဒါတော့မလို့နေ့စဉ်ဆက်တင်ဆက်ပေးမယ်အနောက်ဘက်သို့ခီးသွားခြင်းမှတ်တမ်းဇလန်းကို recap နေနဲ့ဆက်လက်ခန်းစားကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ channel subscribe လုပ်ထားပါဘေးနာကောင်းလို့နှိပ်ထားဖို့လည်းတောင်းဆိုပါစေဆိုတော့ဒီနေ့အတွက်တော့တလောက်ပါပဲဒီနေ့မှာစားကနေစုံဒီလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့ဘောရာအပေါင်းမြောင်းချစ်သူပေါင်းသူတော်ကောင်းတို့ယေရှုထုပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ